လုံခဲ့တဲ့ပိုင်းမှာမူချန်ကမူလောင်ကြီးကိုတာခတ်လို့မနိုင်လို့လင်းရှိပေးခဲ့တဲ့အစီမံကိုသူကထုတ်ပြီးသုံးလိုက်တယ်။အဲ့ဒီအစီမံကမီးဖို့အစီမံမူချန်အဲ့ဒီအစီမံကိုထုတ်သုံးလိုက်တာနဲ့မူလောင်ကြီးထုတ်လိုက်တဲ့ခုခန့်ကာကာရွေးတဲ့အခလုံးကမီးလောင်တယ်လို့ပဲတဖြည်းဖြည်းနဲ့ပျော့ကျသွားတယ်။ဗီဒီယိုလေးမဆက်ခင်ကျွန်တော်လမ်းအဆက်ခွင့်နှိပ်ပေးပါအားလုံးကျေးဇူးတင်ပါတယ်။မူလောင်ကြီးရဲ့ခုခန့်ကာကွယ်ရေးတွေကတဖြည်းဖြည်းနဲ့လောက်ကျွမ်းကုန်တယ်။နောက်ဆုံးမှတော့မူလောင်ကြီးထုတ်သုံးထားတဲ့ကာကြက်ကိုပါမူချန်ရဲ့မီးဖို့ကတော်တော်လေးကိုဒုက္ခပေးခဲ့တယ်။မူလောင်ကြီးကလည်းမူချန်ရဲ့အစွမ်းကိုစိုးရင်လာတယ် ပြီးတော့နဲ့မူချန်ကသူ့ရဲ့လက်ကနေခြိတ်ပင်းညင်တစ်ခုကိုပြုတ်လောက်လိုက်တယ်။ချက်ရှင်းဆော့လိုပန်းမီးတော့တွေကမီးပင်လယ်အတိုင်းဖြစ်ပေါ်လာတယ်။အဲဒီမီးပင်လယ်တွေကနေမီးငှက်ကြီးတစ်ကောင်ကထွက်ပေါ်လာတယ်။အတောင်ပံတွေကိုဖျက်ကျဲလောင်စွာအော်တယ်။ပြီးတော့နဲ့ကားကြက်ရဲ့အရှိမချီတဲ့မူလုံကြီးရဲ့အနက်ရောက်နဂါးကြီးကိုမီးငှက်ကြီးကပြေးပြီးတော့ဝင်တိုက်ထည့်လိုက်တယ်။ပြင်းထန်လွန်တဲ့မီးငှက်ရဲ့တိုက်ခိုက်မှုကြောင့်မူလုံကြီးရဲ့နဂါးကကျဲလောင်စွာအော်ခစ်လိုက်တယ်။မူလုံကြီးရဲ့မျက်နှာကလည်းပြက်ယွင်းလာတယ်။ဒီတိုက်ခိုက်မှုကမူချန်ရဲ့နောက်ဆုံးတိုက်ခိုက်မှုဆိုတာကိုသူကရိပ်မိတယ်။ ဒီတော့ကြောင့်ဒီတက်ခိုင်းမှုကိုတော့သူခုခန့်နိုင်မယ်ဆိုရင်မူချောင်ဝန်တက်ဖို့တော့တော်တော်လေးကိုလွယ်သွားလိမ့်မယ်။သူစဉ်းစားနေတော့မှပဲမိငှက်ကြောင့်သူ့ရဲ့ကားချက်ကလည်းဝေဝါးလာတယ်။သူ့ရဲ့နဂါကလည်းတိပိပိနဲ့မှုံဝါးလာတယ်။ဒါကိုကြည့်နေကြတဲ့မြို့သူမြို့သားတွေကတော့ပါဇက်အဟောင်းသားပဲ။နောက်တစ်ခါမူချောင်ကလက်ကမ်းနဲ့ဒစိမ့်တွေပြောင်းလဲလိုက်တာနဲ့မိတော့တွေကပို့ပြီးတော့များလာပြန်တယ်။ပြည်နယ်မိုးလောင်ကြီးရဲ့ဝိညာဉ်ကားချက်ကိုထုံထက်လိုက်တယ်။ဝိညာဉ်ကားချက်ကတဖြည်းဖြည်းနဲ့အကွဲလာတယ်။ထို့နည်းသူစွာပဲမိုးလောင်ကြီးရဲ့မျက်နှာကလည်းတော်တော်လေးကိုပြက်ယွင်းလာတယ်။ ဆူဆွမ်းတို့ဟီယာတို့ကတော့တော်တော်လေးကိုပျော်ရွှင်သွားကြတယ်။တက်အောင်လောက်ကြတော့ကားရဲ့ကြီးကပြက်စီးသွားပြီးမီးတော့အကလုံကမိုးလောင်ကြီးစီကိုပြေးဝင်သွားတယ်။ဒီတစ်ခါမှာတော့မိုးလောင်ကြီးကတော်တော်လေးကိုလက်ဖြန့်သွားတယ်။များပြားလုံးတဲ့မီးတော့တွေကသူ့ကိုသွားထိသွားတာနဲ့အဝတ်စားတွေကချက်ချင်းပြာကျသွားတယ်။ခန္ဓာကိုယ်ကလည်းတိတ်ပြီးပြီးနဲ့မီးပူးချိန်ကြောင့်နေရဲလာတယ်။ညံလုံးနှလုံးကလည်းလုံးဝကိုနေရဲသွားတယ်။မိုးလောင်ကြီးကဗစက်ကနေတွေးလိုက်အန်ကြလာတယ်။သူ့ရဲ့ခန္ဓာကိုယ်တစ်ခုလုံးကိုလည်းမီးရောက်တွေကဖောက်အုပ်သွားတယ်။ကျင်းနေကြတဲ့သူတွေအကလုံးကပြောတယ် မိုးလုံးကြီးရှုံးသွားတာလားခဏနေကြတော့မူချန်ကသူ့ရဲ့မိဘအစီမံကိုပြန်ပြီးတော့ရုပ်သိမ်းလိုက်တယ်မိသားတွေပြောက်ွက်သွားတော့အာလုံရဲ့အခြေကမိုးလုံးကြီးရှိတဲ့နေရာစီကိုရောက်သွားတယ်ဘာဖြစ်သွားမလဲဆိုတာကိုလည်းသိကျင်နေကြတယ်ဒီအချိန်မှာပဲအဲ့ဒီကောင်းကင်ပေါ်မှာသွေးရောင်ဘလုံးကြီးတလုံးကထွက်ပေါ်လာတယ်အဲ့ဒီသွေးလုံးကြီးကိုကြည့်ပြီးအာလုံကတန်အံ့တော်ဖြစ်နေတယ်အစိမ်းရောင်ဝတ်စုံတဲ့လူကပြောတယ်ဒါကသွေးနှကောင်ကူးပြောင်းခြင်းဝိဇ္ဇာပညာရလားဒါကမိစ္ဆာနဂါနန်းတော်ကအစင်းမြင့်တဲ့လှုပ်ဝက်အစွမ်းပဲ သူတို့ရဲ့ကျောင်းကအစင်းမြင့်ကျောင်းသားတွေကဒါဒီပညာရက်ကိုလေ့လာခွင့်ရှိတယ်။ဒီပညာရက်ကအရန်ကုန်ရက်ဆက်ကြံကြုံတဲ့အပြင်စွမ်းအားကိုထုတ်သုံးနိုင်ဖို့အတွက်လည်းမိဆာနဂါးတကောင်ရဲ့သွေးကိုလိုအပ်တယ်။မိဆာနဂါးရဲ့သွေးကိုအားပြုပြီးကိုယ့်ရဲ့ကိုယ်ပိုင်သွေးနဲ့ပေါင်းစပ်မှသာဒီပညာရက်အစွမ်းကိုထုတ်သုံးနိုင်တယ်လို့စွမ်းအားကိုလည်းသုံးမြင့်ပေးတယ်။ဒါပေမဲ့ဒီထူဆန်းတဲ့စွမ်းအားကိုရဖို့အတွက်လည်းပေးဆက်ရတာအရန်ကိုများလွန်းတယ်။မိုးလုံးကြီးရဲ့လက္ခဏာအရဆိုရင်ပြန်ပြီးတတ်တတ်လာဖို့ကအနည်းဆုံး2ဝက်လောက်ကြာနိုင်တယ်။ ကောင်းကင်ကူပြောင်းခြင်းနောက်ဆုံးအဆင့်ပဲရှိတဲ့လူတယောက်ကမူလောင်ကြီးကိုဒီလိုပြင်းထန်တဲ့စွမ်းအားကိုထုတ်သုံးလိုက်နိုင်အောင်သွန်အားပေးနိုင်မယ်လို့လုံးဝကိုမျှော်လင့်မထားဘူးဒီလူသစ်လေးကတော်တော်လေးကိုထူးခြားတာပဲစုရွှန်းတို့ကလည်းဒီသွေးလုံးကဘာလဲဆိုတာကိုနားမလည်နိုင်ဘူးဒါပေမဲ့ဆန်းရှန်ကတော့အဲ့ဒီသွေးလုံးကိုမြင်တာနဲ့မျက်လုံးပြူးသွားတယ်ပြီးတော့ဆန်းရှန်ကသွေးနဂါကူပြောင်းခြင်းဝိဇ္ဇပညာရဲ့အကြောင်းကိုလည်းသူသိတယ်သူကတိုက်ခိုက်လို့မနိုင်တော့ဘူးဆိုပေမဲ့အခုမူလောင်ကြီးတုံးလိုက်တဲ့စွမ်းအားကိုမူချန်လည်းမရှင်နိုင်တော့ဘူးလို့သူကထင်တယ် ။မူချောင်ကလည်းသွေးလုံးကိုလုံးဝကိုဂယူးမပြစိုက်ကြည့်နေတယ်။သွေးလုံးကတဖြည်းဖြည်းတုံခါလာပြီးအထက်ကနေတခုခုကအပြင်ဝင်ထွက်လာဖို့ကြိုးစားတယ်။ဒါဝမျက်နှာနဲ့မူချောင်ကလက်သီးကိုစွမ်းအားတွေစုပြီးတော့သွေးလုံးစီကိုထိုးလိုက်တယ်။အပြင်နဲ့လက်သီးကသွေးလုံးစီကိုပြေးဝင်သွားတယ်။လက်သီးစွမ်းအားကသွေးလုံးကိုသွားထိတာရဲဆိုပေမဲ့သွေးလုံးကဘာမှမဖြစ်မသွားဘူး။သွေးလုံးကတဖြည်းဖြည်းနဲ့ပိန့်လာပြီးနောက်ဆုံးမှအကွဲကျလာတယ်။သွေးလုံးအကွဲသွားတာနဲ့အဲ့ဒီထဲကနေတော်တော်လေးကိုကြောက်စရာကောင်းတဲ့အနီယွန်လက်ကြီးတစ်ဖက်ထွက်လာတယ် အဲ့ဒီလက်ကလူရဲ့လက်နဲ့မတူဘဲနဲ့တာရဲတကောင်ရဲ့လက်အတိုင်းပဲလက်ကနေလဲတော်တော်လေးကိုအကောင်နဲ့ဆွမ်းအင်းတွေဖြာထွက်လာတယ်နောက်ဆုံးမှတော့သွေးလုံးကပြည့်စည်သွားပြီးအထက်ကနေလူတယောက်ကတဖြည်းဖြည်းချင်းပေါ်လာတယ်မိုးလောင်ကြီးကလေပုံမှာရက်လို့နေတယ်အခုဆိုရင်မိုးလောင်ကြီးကအရင်ကနဲ့လောင်မတူတော့ဘူးခန္ဓာကိုယ်ကပို့ပြီးတော့မြင့်လာတယ်ပို့ပြီးတော့လဲကြီးလာတယ်ပြီးတော့သူ့ရဲ့နောက်မှာနဂါးတကောင်ရဲ့အမိလဲပါတယ်ခန္ဓာကိုယ်ကလည်းနဂါးအကြီးကိုနေနဲ့ဖောက်အောင်ထားတယ်ပြီးတော့သူ့ရဲ့လက်နှစ်ဖက်ကလည်းနဂါးလက်တွေနဲ့တူလို့နေတယ် မူချန်ကတော့မိုးလုံးကြီးရဲ့ပုံတံတန်းကိုမြင်ပြီးတော်တော်လေးကိုလမ်းဖြတ်သွားတယ်။မိုးလုံးကြီးကရည်တယ်။ဒီအဆင်းကိုရောက်အောင်သွန်အားပေးနိုင်တယ်ဆိုတော့မင်းကိုအရန်ချီယူသွားပြီးစကားဆုံးသွားတာနဲ့အရှိကိုခြေတန်းလှမ်းလှမ်းလိုက်တယ်။သူကခြေတန်းလှမ်းလှမ်းလိုက်လဲဆိုပြီးမယ်။အာလုံရဲ့အကြိတ်မှာပဲသူကပျောက်ခွယ်လို့သွားတယ်။မူချန်ကလည်းချက်ချင်းတရိထာမိလိုက်တယ်။နဂါဝဲပြန့်ပညာရဲ့ကိုတုံပြီးတော့မိသားတစ်ထောင်လုံးထိကိုစောက်သွားလိုက်တယ်။မူချန်ဘယ်မှသွားပြီးတော့ပြန်ပေါ်လဲ။ဝါသသအနီအောင်အလင်းနံတစ်ခုကသူ့ရဲ့နောက်မှာပေါ်လာတယ်။ဒါကမင်းရဲ့အမြန်ဆုံးနှုံးလား။ မူချန်ကချက်ရှင်းဆိုလိုပဲအနှဲအောင်စွမ်းအင်နေနဲ့သူ့ရဲ့ခဏကိုကိုချက်ချီကပုံတရမျိုးလက်ကိုလှုပ်ပြီးကာကွယ်ထားလိုက်တယ်။နဂါလက်တီကြီးကသူ့ရဲ့လက်မှာတွားပြီးတော့ထိတယ်။ထိထိချင်းပဲဖဇက်ကနေသူ့ရဲ့အန်ကြလာတယ်။အဝေးကြီးထိကိုလည်းလွတ်ထွက်သွားတယ်။စောက်ကလေးမင်းကိုတည်းကအကျိုးတစ်ချောင်းစီကျိုးသွားအောင်ငါလှုပ်ပြမယ်။ပြီးတဲ့နယ်မူချန်ရဲ့အနာမှာတွားပြီးတော့ပေါ်လာပြန်တယ်။သူ့ရဲ့နဂါလက်တီတွေကိုအသုံးပြုပြီးမူချန်ကိုတဒဇက်လိုက်ပြီးတော့ထိုးတယ်။မူချန်ကလည်းသူ့ရဲ့ဖျားစည်းတွေကိုထုတ်ပြီးတော့မိုးလုံးကြီးရဲ့တိုက်ခတ်မှုကိုကာကွယ်နေရတယ်။ ဇေဒီရဲ့ပုံမှာမိုးလောင်ကြီးရဲ့လက်သီးထိတာနဲ့ဇေဒီနဲ့သူမူးချမ်းမှာလွတ်ထွက်သွားတယ်။မိုးလောင်ကြီးကကြည့်တယ်။တော်တော်ကောင်းတဲ့ကောင်ပဲ။အကူဒီကိုခံနိုင်ရင်ရှိနေတော့မယ်။သူကမူးချမ်းကိုနည်းနည်းမှနားခွင့်မပေးဘူး။မူးချမ်းလွန်သွားတဲ့နေရာထိကိုလက်လိုက်ပြီးတော့တရဇက်တိုက်ခိုင်းနေတော့မယ်။သူကပြောတယ်။မင်းဘလောက်ထိဆက်ပြီးခုခတ်နိုင်အောင်လဲဆိုတာကြည့်ရသေးတာပေါ့။တဲအိတ်ဖြစ်နေတဲ့မူးချမ်းကိုကြည့်ပြီးစူချွမ်းတို့ကတော့စူတောင်းနေတယ်။မူးချမ်းမှာနောက်ထပ်ဖွက်ဖဲတွေရှိပါသေးလို့ဒဏ်ရာရထားတဲ့ဆန်းရှန်းကလည်းအံဝင်သေးသေးကြိုက်ပြီးသူ့ရဲ့လှန့်ဝင်ကင်လိုက်တယ်။ မူချောင်းကသွားပြီးတော့ကူညီမယ်။မွေလုံးကြီးကစွန်းရင်တွေကိုသူ့ရဲ့နဂါးလက်သေးမှဆုပ်ပြီးတော့လက်သီးဖြစ်ပြောင်းပြီးမူချောင်းကိုအားရပါရထိုးလိုက်ပြန်တယ်။မူချောင်းကလည်းသူ့ရဲ့ဇီဒီကိုတုံးပြီးကာဝေးပြန်တယ်။ဒီတစ်ခါမှာတော့လက်သီးအားကပြင်းတဲ့အတွက်ကြောင့်သူ့ရဲ့ဇီဒီတော်ခန္ဓာကိုယ်တဲကိုပြန်ပြီးတော့ဝင်သွားတယ်။တဲအဲ့ဖြစ်ထိုးနေပြီးတော့မွေလုံးကြီးကပြောတယ်။မင်းမနောက်ထပ်ထုတ်ပြစရာဘာရှိသေးလဲ။ဒီလိုမှမဟုတ်ရင်သေဖို့တာပြင်လိုက်တော့ပြီးတာနဲ့သူ့ရဲ့လက်သေးတွေကိုပို့ပြီးတော့ချုံအောင်လောက်လိုက်တယ်။မူချောင်းရဲ့ရင်ဘတ်ကိုသူကလက်သေးနဲ့ကုတ်ရံမှုလောက်တယ်။ ဒေတာခန့်မှုကိုမူချာကသူ့ရဲ့လက်နက်ပဲကာကွယ်ပို့လုပ်တယ်။အာလုံးရဲ့အကျင့်မှာပဲဒက်ရှိတလက်ကမူလောင်ကြီးရဲ့ကိုယ်ပေါ်မှာတွားပြီးတော့ခုတ်ချလိုက်တယ်။မူချာကိုအာယုံဆိုင်နေတဲ့မူလောင်ကြီးကဟန်ချက်ပြတ်သွားပြီးသူကအနောက်ကိုနည်းနည်းပြန်ပြီးဆုပ်လိုက်ရပြန်တယ်။မူလောင်ကြီးကဒက်ရှိလာယာကိုကြိတ်လိုက်တော့မူချာရဲ့ရှေ့မှာဓားကင်ပြီးရက်နေတဲ့လော်လီကိုတွေ့ရတယ်။ပြီးတော့သူ့ရဲ့လက်တစ်ဖက်ကလည်းမူကူကိုကင်ဆွဲထားလို့နေတယ်။မူကူရခန္ဓာကိုယ်တစ်ခုလုံးကတော့တွေးတန်တရရဲပဲတခြားတစ်ဖက်ကနေလဲဝိညာဉ်စွမ်းအားတွေပောက်ွဲထွက်လာတယ်အာလုံရဲ့အကြီးကအဲ့ဒီနေရာကိုရောက်သွားပြန်တယ် ဲ့ဒီနေရာမှာတော့လီရွှန်သုံးရက်ဓာကကောရှုံရဲ့လက်ဘင်းကိုဖောက်ဝင်သွားတယ်။ပြီးတော့ကောရှုံရဲ့ပစိုင်ကလည်းသူ့ရဲ့ပခုံးမှာထိပြီးတော့သွေးတွေစီးကျနေတယ်။လက်ဘင်းကိုဓာဝင်သွားတဲ့အတွက်ကြောင့်ပစက်ကနေသွေးတွေအန်ကျလာတယ်။ပြီးတော့လီရွှန်သုံးသူကတခုခုပြောဖို့လောက်တယ်။ဒါပေမဲ့ခဏလေးသွေးမှာပဲသူ့ရဲ့အသက်နဲ့တိုက်ဆက်ပြီးတော့ညင်သက်သွားတယ်။လီရွှန်သုံးကကောရှုံကိုကန်ပြီးတော့မြေကြီးအောက်ကိုပစ်ချလိုက်တယ်။ပြီးတော့သူ့ရဲ့ပခုံးမှာစိုက်နေတဲ့ပစိုင်ကိုလည်းကန်ပြီးတော့ပစ်လိုက်တယ်။ပြီးတာနဲ့ချက်ချင်းပဲမူချမ်းရဲ့အနာကိုသွားတယ်။စူးစမ်းပြီးအချိန်ဆွဲရပေးတဲ့အတွက်ကျေးဇူးပဲ။ ။မူချန်ကတော့တော်တော်လေးကိုဒဏ်ရာရထားတယ်။လော်လီကပြောတယ်။မူချန်နင်အဆင်ပြေရဲ့လား။တောင်းရောက်တယ်မှာလော်လီကလွယ်လို့ကြံလဲနှစ်ယောက်ကဒဏ်ရာရထားတယ်။တောင်းရောက်တယောက်ချိုင်းရင်တော့ဘဒူနိုင်မလဲဆိုတာပြောရကခက်နေတည်းတယ်။မွန်လုံးကြီးကတော့သူ့ရဲ့ရှိမှရှိတဲ့တောင်းရောက်ကိုကြည့်ပြီးသူကပြုံးလိုက်တယ်။ဖိုးနှကောင်တော်တော်လေးကိုစောက်သုံးမကြတာပဲ။ဒီလိုလူတွေကိုတော့မထိန်းထားနိုင်ဘူး။ဘလူပဲဖြစ်ဖြစ်လေအလုံးကဒီကိုလာပြီးစုပြီးပြီးဆိုတော့မင်းတို့အလုံးကိုရင်ဆိုင်ရောတော့မှာပေါ့။လီရွှန်တုံကမွေလောင်ကြီးကြည့်ပြီးပြောတယ် ဒီကောင်းရဲ့အဆွမ်းကငကူအားထက်ကိုပို့ပြီးတော့မြင့်လာတယ်။ဒါနဲ့မူချံမင်းဒိုင်ယာရထားတဲ့ဆိုတော့ဆက်ပြီးတော့တိုက်ခိုက်နိုင်သေးလား။မူချံကတော့ခေါင်းထည့်ပြတယ်။ပြီးတော့သူဟာတခုခုကိုလောဖို့စဉ်းစားနေတဲ့အချိန်မှာပဲလော်လီရဲ့အတန်ထွက်လာတယ်။သူ့ကိုကျမစီပဲအတ်ထားလိုက်။လော်လီရဲ့စကားကြောင့်မူချံရောလီချွန်တုံရောကြောင်သွားတယ်။ပြီးမှမူချံကပြောတယ်။ကျွန်တော်ပဲဆက်ပြီးတာဝန်ယူတာပိုကောင်းလိမ့်မယ်။လီချွန်တုံကပြောတယ်။မင်းလုံးနိုင်လို့တာ။လော်လီကတော့မူချံရဲ့ခန္ဓာကိုယ်ပေါ်မှာရှိနေတဲ့ဒိုင်ယာတွေကြည့်ပြီးတပြည့်ပြည့်နဲ့ဒေါ်လာထွက်လာတယ်။ ဓာတ်ကိုချက်ချင်းပြင်မူလောင်ကြီးဘက်ကိုချက်ချင်းလှဲလိုက်တယ်။လော်လီရဲ့ပုံတံတောင်ကြည့်ပြီးလီကျွမ်တော့လားမနာလိုတွေဖြစ်လာတယ်။မူချန်ကြောင့်လော်လီဒေါ်ရထွက်နေတာမူချန်မြင်ဘူးတာဒါပထမဆုံးပဲ။မူချန်ကပြောတယ်။မင်းစီမှာငါထက်တာတဲ့အစွမ်းနဲ့လှုပ်ဝက်ထားတဲ့ဆိုတာငါသိတယ်။ဒါပေမဲ့မင်းလာအဲ့ဒါကိုထုံသုံးလိုက်ရင်နောက်ဆက်သွဲဖြစ်လာမယ့်အကျိုးဆက်ကိုလည်းသိထားဖို့လိုတယ်။လော်လီကလော်နတ်ဖရာမျိုးနွယ်ကလော်နတ်ဖရာမပဲ။သူကဘာအဆောက်ရှောင်းမှမပါပဲနဲ့အပြင်ကိုတယောက်တည်းလာတယ်ဆိုတာကဘယ်သူမှမသိလို့ သူဒါဒီမှာရှိနေတာကိုမျိုးနွယ်ဝင်ကတူတော်လို့ရှိရင်သူ့လာပြီးခေါ်လိုက်မယ်အဲ့ချိန်ကျရင်မူချန်နဲ့ဝေးရလိုက်မယ်လီရှန်သုံးကမေးတယ်မူချန်မူလုံကြီးကိုတိုက်ခိုက်ဖို့မင်းမနီလန်းရှိသေးလားမူချန်ကခေါင်းထိပ်ပြတယ်ဒါပေမဲ့အချိန်ခဏတော့လိုတဲ့အတွက်သူ့ကိုအချိန်ဆွဲထားဖို့လိုလိုက်မယ်လီရှန်သုံးနဲ့လော့လီယာပြောတယ်ကောင်းပြီနေလုံးစရာရှိတာကိုအေးအေးဆေးဆေးလုပ်သူ့ကိုငါတို့တာဝန်ထားလိုက်ဒီစကားကိုကြားရတဲ့မူချန်ကသူ့ရဲ့မျက်လုံးတွေကိုမှိတ်လိုက်တယ်ကြည့်နေကြတဲ့လူတွေအကလုံးကပြောတယ်မူချန်ကနောက်ထပ်ဝိညာဉ်အစီအမံကိုဖန်တီးဖို့စူးစမ်းနေတာလား ဒါပေမဲ့ဝိညာဉ်အစီအမံရဲ့အရှိန်အဝါကိုဘာလို့မခံစားရတာလဲဒီတစ်ခါမှာတော့မူချံကိုမွေလောင်ကြီးရလဲတော်တော်လေးကိုတန်လျာရှိလာတယ်ဒီကောင်တစ်ခါတစ်ခါထုတ်လိုက်တဲ့အစွမ်းတွေကငကူအားထက်ကိုပို့ပြီးတော့များတယ်အဲ့တော့ဒီကောင်ကိုအခွင့်ရေးပေးလို့မရဘူးအခွင့်ရေးပေးလိုက်ရင်မသားပုံမှာသူဖြစ်သွားလိမ့်မယ်ဆုံးပြတ်ချပြီးတာနဲ့ခန္ဓာကိုယ်မှာရှိတဲ့စွမ်းအင်တွေကိုထုတ်လိုက်တယ်ပြီးတာနဲ့အရှိကိုဒရဇက်ပြေးဝင်သွားတယ်မွေလောင်ကြီးဝင်လာတာကိုမြင်လာနဲ့လီရှွမ်တုံးကလည်းချက်ချင်းပဲမွေလောင်ကြီးစီကိုပြေးဝင်သွားတယ် မူလောင်ကြီးကထွက်သွားဆိုပြီးလက်သီးသလုံးပစ်သွင်းလိုက်တယ်။လီရှန်သုံးကလည်းသူ့ရဲ့ဓာအဆောင်အသုံးပြုပြီးမူလောင်ကြီးရဲ့လက်သီးကိုပြန်ပြီးတော့ကာကွယ်လိုက်တယ်။ဒါရင်မဲ့လက်သီးရဲ့တန်ကြောင့်အဝေးကြီးကိုလွတ်ထွက်သွားပြီးပဇက်ကနေလည်းသွေးတွေအန်ကျလာတယ်။ဒီခါမှာတော့လီရှန်သုံးကလည်းမူလောင်ကြီးရဲ့အဆွမ်းအစစ်မှန်ကိုနားလည်သွားပြီးလီရှန်သုံးလွင်သွားတာနဲ့ကောင်းငင်ဘဝနဲ့ဓာဆွမ်းအင်းတွေကမူလောင်ကြီးပေါ်စီကိုတရဇက်ကျလာတယ်။သူတို့တွေအပြင်မှာအချိန်ဆွဲထားပြီးတော့မူချန်ကတော့သူ့ရဲ့စိတ်ဝိညာဉ်ရဲ့အသွင်ပိုင်းဝင်သွားတယ်။အဲ့ဒီထဲမှာတော့ကြာပန်းကြီးတစ်ခုရှိတယ်။ ဂျာပန်ကြီးရဲ့အလက်သက်သက်မှာမိဆာတိုင်လုံးတစ်လုံးရှိတယ်။အဲ့ဒီမိဆာတိုင်လုံးကစွမ်းအားကြီးတဲ့ဆိုပေမဲ့ဂျာပန်ရဲ့ပိတ်ဆို့ထားမှုကြောင့်ဘာတက်ရောက်မှုကတော့အပြင်ကိုထွက်မလာဘူး။ဒီမိဆာတိုင်ကိုတော့မူချန်ကအဖြစ်ရောအမြင့်ဆုံးနဂါစွမ်းအားရှင်ရဲ့ယန္တနာတိုက်တွေကနေရခဲ့တယ်။မီးရှူးကြောက်တိုင်ပဲ။ဒီတိုင်လုံးကနေထွက်ပေါ်နေတဲ့စွမ်းအင်တွေကတော်တော်လေးကိုကြောက်စရာကောင်းတဲ့အတွက်ကြောင့်သူ့ရဲ့ဂျာပန်နဲ့သူကဖိနှိပ်ထားရတယ်။အခုသူကလိုလာပြီဆိုတော့ထုတ်သုံးရတော့မယ်။မူချန်ကကြောက်တိုင်ရဲ့အနာကိုကတ်သွားတယ်။ပြီးတော့သူကစကားပြောတယ် ဒီညမှာအမြဲတမ်းပိတ်လောက်ထားမခံခြင်းမှုဆိုရင်ငံနဲ့ပူပေါင်းတာကပို့ပြီးတော့ကောင်းလိမ့်မယ်။မူချံရဲ့စကားတန့်ကိုကြားတာနဲ့ကြောင်းတိုင်ကလှုံရှားလာတယ်။အနှဲအောင်ဆွဲနေကလည်းအပြင်ကိုဖျက်ထွက်လာပြီးမူချံကိုဖယ်ရှားဖို့လုပ်တယ်။ဒါပေမဲ့ကြောင်းတိုင်ရဲ့အနှဲအောင်ဆွဲနေကိုကြာပန်းကဆွဲနေကချက်ချင်းဖြည့်ဖြောက်သွားလိုက်တယ်။မူချံကရည်တယ်။မင်းကကိုဖျက်ဆီးနိုင်တဲ့အစွမ်းရှိလားမရှိဘူးလားဆိုတာကြည့်ရသေးတာပေါ့။ပြီးတာနဲ့မူချံကကြောင်းတိုင်ရဲ့အနာကိုတဖြည်းဖြည်းကတ်သွားတယ်။ကြာပန်းရဲ့အသွင်ပိုင်းကိုအခုဆိုရင်မူချံကရောက်သွားပြီး ပြီးတော့လည်းသူ့ရဲ့လက်ကိုကြောက်တိုင်နဲ့တွားပြီးတော့ထိလိုက်တယ်။အဲ့ဒီခါမှာတော့မိဆာစွမ်းရည်တွေကအများအပြားထွားပေါ်လို့လာတယ်။ပြီးတော့အဲ့ဒီစွမ်းရည်တွေကမူချံရဲ့ခန္ဓာကိုဖုံးအုပ်သွားတယ်။အခုဆိုရင်တော့မူချံရဲ့ဝိညာဉ်ခန္ဓာကိုကအံ့ဖွဲ့သွေးရောင်တွေနဲ့ဖုံးလွှမ်းလို့နေတယ်။များပြားလာတဲ့မိဆာစွမ်းရည်တွေခန္ဓာကိုယ်ထဲဝင်လာတာနဲ့အသီးစိတ်ကပြောင်းမလို့တော့ဖြစ်သွားတယ်။ဒါပေမဲ့မူချံကသူ့ရဲ့အသီးစိတ်ကိုပြန်ပြီးတော့တည်တည်ငြိမ်ရှိအောင်ပြန်ထားလိုက်တယ်။သူ့ရဲ့မျက်လုံးတွေကလည်းအနီတဝက်အမဲတဝက်ဖြစ်လို့နေတယ်။အဲ့ဒီခါမှာတော့မူချံကအသီးစိတ်ပြောင်းမလို့ဖြစ်သွားတယ်။ ဒါပေမဲ့ကြာပန်းရဲ့အောက်မှာရှိတဲ့လက်တန်တွေကမူချမ်းရဲ့ဝိညာဉ်ခန္ဓာကိုရစ်ပတ်လိုက်တယ်။အဲ့ဒီခါမှာတော့သူကအသိစိတ်ပြောင်းဝင်လာတယ်။အပြင်ဘက်မှာရှိတဲ့မူချမ်းရဲ့ခန္ဓာကိုယ်ကနေလည်းတော်တော်လေးကိုအာကောင်နဲ့ဆွမ်းအားနဲ့ထွက်ပေါက်လာတာကိုကြည့်နေတဲ့လူတွေတောင်သတိထားမိပါတယ်။တစ်ဖက်မှာလည်းလီရွှန်တုံးကသူ့ရဲ့လက်သေးကိုမူလောင်ကြီးစီကိုလှမ်းထိုးလိုက်တယ်။ဒါပေမဲ့အဲ့ဒီလက်သေးရဲ့ဆွမ်းအင်းကိုတော့မူလောင်ကြီးကအေးအေးဆေးဆေးပဲတတရရဖမ်းပြလိုက်တယ်။ပြီးတော့သူကပြောတယ်ဆောက်ယူကောင်မင်းဆောက်စင်းတဲ့ငါ့ကိုဘာလို့လို့ရမှလဲ။ ပြီးရလဲလီရွှင်သုံးရနောက်မှာပေါ်လာပြီးကျော်ကုန်လက်ဝါးနဲ့အားရပါရရိုက်ချပလိုက်တယ်လီရွှင်သုံးကလည်းတာမန်လူမဟုတ်ဘူးမိုးလုံကြီးရဲ့ရိုက်ချက်ကိုမြင်လန်းတဲ့သူဟာတက်ရှိဝအနောက်ဘက်ကိုလှည့်ပြီးမိုးလုံကြီးရဲ့လက်ဘင်းကိုထိုးလိုက်တယ်ဒါကိုမိုးလုံကြီးကလည်းသူ့ရဲ့နဂါးအခြေကုန်တွေရှိတဲ့လက်ကိုအသုံးပြုပြီးတက်ရှိကိုပြန်ပြီးတော့ကင်လိုက်တယ်တန်ချင်းထိတဲ့တန်တွေထွက်ပေါ်လာတယ်ဒါနဲ့ထိုးတာကိုခုခွက်နိုင်ခဲ့တယ်ဆိုပေမဲ့လက်မှာတော့တန်ရအနှဲငယ်ရသွားတယ်။လီရွှန်သုံးကအရှိမမင်းနေတော့လော်လီကအနောက်ကနေပေါ်လာတယ် ကျဲလို့များပြားတဲ့ဓာဆွမ်းအင်းတွေကသူ့ကြီးကိုပြင်းဝင်လာတယ်။လော်လီရဲ့ဓာဆွမ်းအင်းတွေကလီရွှန်သုံတက်ကိုပို့ပြီးတော့ကြောက်စရာကောင်းတယ်။အဲ့တော့ပို့ပြီးဆွမ်းအကြီးတဲ့ဟာကိုခုခံမှုအတွက်လီရွှန်သုံကသူကလစ်လူရှူပြီးလော်လီဘက်ကိုလှည့်လိုက်တယ်။အဲ့ဒီခါမှာတော့လီရွှန်သုံကသူ့ကိုလစ်လူရှူလာတဲ့မိုးလောင်ကြီးရဲ့လက်ကိုချက်ချင်းဆိုတော့တားစီလိုက်တယ်။ဖမ်းလန်းဖမ်းငန်ထိတာတယ်။တိုက်ခိုင်းမှုတွေကလည်းသူ့ကြီးကိုပြေးဝင်လာတာကိုမြင်တော့မိုးလောင်ကြီးကသူ့ရဲ့ခန္ဓာကိုယ်မှာရှိတဲ့အနီရောင်အကြီးကုန်တွေကိုပို့ပြီးတော့လင်းလန်းအောင်လှုပ်လိုက်တယ်။ အဲ့ဒီအခါမှာတော့ပြင်းထန်တဲ့လှိုင်းအားတစ်ခုကထွက်ပေါ်လာတယ်။အဲ့ဒီသုံးကန်လှိုင်းကြောင့်လီချွန်သုံးနဲ့လွှင့်ထွက်သွားတယ်။တူးစီဝင်လာတဲ့တိုက်ခိုက်မှုတွေအကလုံးကလည်းတခြားလက်ဖက်စီကိုယောက်သွားတယ်။အားကဘယ်လောက်ပြင်းလဲဆိုရင်လောလီလောင်ခြေထောက်အနေငယ်အနားကိုဆုပ်လိုက်ရတယ်။ဘာမှမဖြစ်တော့တဲ့မူလောင်ကြီးကသူ့ကိုယ်သူဂုံယူတဲ့အနေနဲ့ဟိုနှကောင်ပြောတယ်။မင်းတို့နှကောင်ကငါနှိုင်းရှင်ပြီးတိုက်ခိုက်အောင်ဘာဆောက်ဆင်းများရှိလို့လဲ။လီချွန်သုံးကဘဇက်ကနေတွေးတွေပြန်ပြီးတော့အန်ကြလာတယ်။အစကတည်းကကောင်းဆောင်နဲ့တိုက်ခိုက်ခဲ့တာဒဏ်ရာတွေရနိုင်ပြီး အခုနောက်ထပ်တိုက်ပွဲတစ်ခုကိုဆက်ပြီးတော့တိုက်ခိုက်ရတယ်ဆိုတော့ဒန်ယာတွေကပို့ပြီးတော့ပြင်းထန်လာတယ်။လော့လီကတော့သူ့ထောက်ကိုအခြေအနေကောင်းတယ်။ဒါပေမဲ့သူ့ရဲ့လှုပ်ဝက်စွမ်းအင်တွေကိုမူချန်ကမထောက်တုံနေဆိုလို့သူကသူ့ရဲ့ဓာစွမ်းအင်ကိုပဲအသုံးပြုပြီးမိုးလောင်ကြီးကိုတိုက်ခိုက်နေရတယ်။ဒါပေမဲ့မိုးလောင်ကြီးကတော့ဒီနှက်ကောင်ကြကြမခံတော့ဘူးဆိုတော့သူကရိပ်မိတယ်။အဲ့တော့သူကပြောတယ်။ဒီတိုင်းဆိုရင်တယောက်ချင်းစီကိုဖယ်ရှားပြင်မှဖြစ်မယ်ထင်တယ်။ပြီးတာနဲ့ဒန်ယာအပြင်းထန်ဆုံးရထားတဲ့လီရွှန်တုံစီကိုသူ့ရဲ့အကြည့်ရောက်သွားတယ်။လီရွှန်တုံကသူကအသက်နှုတ်ဖို့ပြင်ဆင်လိုက်တယ်။ ဝင်လုံးကြီးဟာသူ့ရဲ့စွမ်းအင်တွေကိုထုတ်လိုက်တယ်။ဒါပေမဲ့တပ်ဖက်ကနေတော့တော်တော်လေးကိုကြောက်စရာကောင်းတဲ့မိစ္ဆာစွမ်းအင်တွေကဖျက်ထွက်လာတယ်။အဲ့ဒါကတော့မူချံပဲ။သူ့ရဲ့ခန္ဓာကိုယ်ကအနီတဝက်အနက်တဝက်နဲ့ပြီးလို့ရှိရင်မိစ္ဆာစွမ်းအင်တွေကလည်းမူလုံးကြီးထက်ကိုပို့ပြီးတော့များပြားနေသေးတယ်။ခန္ဓာကိုယ်တစ်ခုလုံးကမသိရင်မကောင်းဆိုးတာအတိုင်းပဲ။ဒါပေမဲ့အသီးစိတ်ကတော့လူအသီးစိတ်ပဲ။မူချံကိုလည်းမူလုံးကြီးကသတိထားမိသွားတယ်။သူကပြောတယ်ဒီကောင်လေးကဘယ်လိုလူမျိုးလဲ။ မူလောင်ကြီးကမူချံကြီးကမိုက်ဆာစွမ်းအင်းတွေကိုကြည့်ပြီးလန့်ဖြန်းနေတယ်။ဒါကိုမူချံကပြောတယ်။မင်းသူ့ကိုမတက်ခင်ငါမင်းကိုအရင်တက်ပြမယ်။မူလောင်ကြီးကပြောတယ်။တော်တော်အပြောကောင်းတဲ့ကောင်ပဲ။မင်းကငါ့ကိုတက်မယ်ဟုတ်လား။ငါမင်းကိုအရင်တက်ပြမယ်။ပြီးရနဲ့မူချံကြီးကိုသူကပြေးဝင်သွားတယ်။ကဲပွဲရတော့ခြေကောင်းနေပြီ။နောက်ပိုင်းကြလို့ရှိရင်ဘိုင်ဝမ်းချတာကိုခြေရတော့မယ်။နောက်လာမယ့်ဝီဒီယိုမနက်ဖြန်မှာဆက်တင်ပေးမယ်။ဒီနေ့ဖို့ပပိုင်အားလုံးကျေးဇူးတင်ပါတယ်။